မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေတရင်တွေကိုတင်ဆက်ပေးပါမယ်။မြိုင်မျိုးနဲ့လင်းကရော့စစ်စခန်းမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူရန်ထွက်လာတဲ့စစ်ကြောင်းကိုခုခံတိုက်ခိုက်မှုစစ်တပ်ဘက်မှနှောက်ဦးတည်ဆုံနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မျိုးနဲ့လင်းကရော့စစ်စခန်းမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်ရာစစ်တပ်ဘက်မှနှောက်ဦးတည်ဆုံနိုင်ကြပခုတ်ကူခရိုင် MS5 တပ်ရင်းမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။အေဗီလာတရက်နေ့မှာမြိုင်မျိုးနဲ့လင်းကရော့အကြမ်းဖက်စစ်တပ်စခန်းမှာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖို့ထွက်လာ ဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာခုခံတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အရင်တိုက်ခိုက်မှုအတွင်းအကြံဘက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားတွေလည်းရှိကြောင်းသိရပါဗျ။ပြည်သူ့ဘဏ်ပစ္စည်းတွေကိုခိုးယူဖျက်ဆီးဖို့လင်းကတော့ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့တာပါ။တော်လိုင်းတပ်ဖွဲ့တွေရဲ့ခုခံကာကွယ်စစ်ကိုစစ်ခွေးလော်ဘီတွေကတည်င်းလိန်ဝါဒဖြန့်ပြီးငလင်ကေစိအေးသွားတဲ့ပရာဟိတဖွဲ့ရင်နှန်းကိုပြစ်ခတ်တာလို့တည်င်းမားတွေလိန်လံဝါဒဖြန့်နေပါဗျ။အဲ့ဒီတိုက်ခိုက်မှုကစစ်ခွေးနှကောင်တော်လိုင်းရဲဘော်တွေရှိမှတင်လဲကြသွားတယ်တိစုံမှုရှိမှရှိဆိုတာတော့မသိရသေးဘူးလို့ ်ပခုတ်ကူကရိုင်အမှတ်15တန်ရင်မှာတာဝန်ရှိသူကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူကရိုင်အမှတ်15တန်ရင်မှာငကနီတပ်ဖွဲ့ MRG အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့တွန်းဆန်မျိုးရှိ CNE တက်စကန်ကိုစစ်တပ်နဲ့ဇက် RI ပူးပေါင်းဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီး နတ်ဆန်ရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တွန်းဆန်မြို့ရှိ CNN စစ်တပ်စခန်းကိုအကြမ်းဖက်စစ်တပ်နဲ့ဇက်အာ ਈ ပူးပေါင်းဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီးနတ်ဆန်ရွာကိုရွာလုံးကျွတ်မိရှုဖျက်ဆီးသွားကြောင်း CNN သတင်းနဲ့ပြန်ကြားရေးဌာနမှတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်။ဧပြီလ3ရက်နေ့မနက်6:00နာရီခန့်မှာအိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်နဲ့ချင်းပြည်နယ်ဆက်မှာခြေကုပ်ယူထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းထားတဲ့ Zomi Revolutionary Army ဇက်အာရီဖွဲ့ကချင်းလန်တွန်းဆက်မြို့နယ်အတွင်းရှိ CNE တပ်မလေးစခန်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီကျူးကျော်တိုက်ခိုက်မှုအတွင်ချင်းပြည်အစိုးရချင်းအမျိုးသားတပ်မတော်နှင့်ပူးပေါင်းတပ်ဖွဲ့တွေကပြန်လည်တိုက်ထုတ်ခဲ့တာကြောင့်ဇက်အာရီတပ်ဖွဲ့ဝင်အထင်အပြီးပြန်လည်ဆုတ်ခွာသွားကတိုက်ပွဲအတွင်းမှာဇက်အာရီတပ်ဖွဲ့ဝင်များအုံပြုတဲ့ drone နဲ့လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ အသေးစိတ်ချက်လက်ကတော့စူဆောင်းနေတော့မှာပဲအေပီလာ၃ရက်နေ့ကတွန်းဆန်မှာတက်ဆွဲထားတဲ့ CNN တက်မှလေးကိုဇက်အာရီတွေကဝင်တိုက်တာပါ၄ရက်နေ့မှာ CNN ကပြန်တိုက်တဲ့အတွက်ပြန်ဆုတ်သွားတာဖြစ်ပါတယ်ဇက်အာရီနေအခြေချတာကမနီပူရာနဲ့ချင်းပြည်နယ်ဆက်တွေမှာပါဘယ်အထိဆုတ်သွားလဲတော့မသိရသေးဘူးလို့ CNN တင်းနေတဲ့ပြန်ကြိုင်းဌာနမှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ် အဲ့ဒီလိုဆုတ်ခွာထွက်ပြေးသွားတဲ့ဇက်အာရီတပ်ဖွဲ့ဝင်တွေကဆုတ်ခွာရလမ်းကြောင်းပေါ်ရှိအင်ဂျီ80ခန်းရှိတဲ့နာဆန်ရွာကိုမိရှို့ဖျက်ဆီးခဲ့ပြီးဖျားရှိခိုးကြောင်းကလွဲပြီးကျင်းရွာတင်ရွာလုံးမိရှို့ဖျက်ဆီးခဲ့ကြောင်းနာဆန်ရွာကမဏိပူရာမြေပေးမှာတည်ရှိပြီးလက်ရှိအချိန်မှာကျင်းရွာနေပြည်သူတွေကနီးစပ်ရာတွန်းဆန်မြို့တွင်းမှာဝင်ရောက်ခိုးလုံလျက်ရှိကြောင်းသိရပါရယ်လက်ရှိကာလကအင်အားပြင်းငလင်တန်းကြောင့်ပြည်တော်စုမြန်မာနိုင်ငံမှာဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုကယ်ဆယ်ရေးနဲ့ကူညီထောက်ပံ့ရေးအတွက်ယာယီပြစ်ခတ်ရဲစဲပြီးဝိုင်းဝန်းဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စီးရဲလှူရှာမှုတွေ င်ကန့်သက်ထားခြင်းကိုအခွင့်အရေးယူပြီးကျူးကျော်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း CNN သတင်းနဲ့ပြန်ကြားရေးဌာနကပြောဆိုထားပါတယ်။ချင်းမျိုးသားတက်မတော်အမှတ်လေးတက်မဟာနီနဲ့မိမိကိုကိုကုကံကာကွယ်ဖို့လိုအပ်လာရင်အကြမ်းဖက်စစ်တပ်နဲ့၎င်းလက်အောက်ခံစစ်အာဏာတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ကျုံစုမျိုးနဲ့ဝန်တောင်ရွာဘက်ကိုတက်လာတဲ့စစ်သည်မော်တွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းကျုံစုမျိုးနဲ့ဝန်တောင်ရွာဘက်ကိုတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်သည်မော်တွေကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုရှိကြောင်းကျုံစုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။ မလ26ရက်နေ့မနက်09:45မိနစ်ခန့်မှာကျုံးစုမြို့နယ်ရှော့တောမော်ကျင်းရွာဘက်မှဝန်တောင်ကျင်းရွာဘက်ကိုတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့114စစ်သည်မော်အပါဝင်စစ်သည်မော်နှစ်စီးကိုတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အန်တီတီတွေ့တိုက်ပွဲကနှစ်ဖက်အပြန်အလှန်ဖြစ်ပွားခဲ့ပြီးတော်လိုင်းရဲဘော်တွေဘက်ကလက်နက်ငယ်တွေနဲ့40မမပုံသီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တမောနီမှာကြားရောက်ပောက်ကွဲမှုတွေရှိကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ရဲ966စစ်တမောကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစမုံမင်းကောင်စီနဲ့ရှင်းမြတ်တို့ဘက်မှစစ်တမော၃စီကစစ်ကူပီပို့ရှော့တော်မော်ဘက်ကိုခုတ်မုံလာကြောင်းသိရပါဗျ။ ဒါပြင်တိုက်ပွဲတွင်အကြံဖတ်စတန်ရဲ့ရှိတက်ဆင်သွေးမော်ရီကရှမ်းတပ်ပစ်ခတ်မှုတွေကြောင့်ဝန်တောင်ကြီးရရှိမိုင်းတဲဖုန်းတာဝါတိုင်းထိခိုက်ပျက်စီးခဲ့ကြောင်းထိတွေ့တိုက်ပွဲကတနင်္လာနေ့မိနစ်20ခန့်ကြာမြင့်ခဲ့ပြီးကာကွယ်တပ်ဖွဲ့ဘက်မှအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီးအကြံဖတ်စစ်ကောင်စီတပ်သားတွေထိခိုက်ဒိဆုံးမှုရှိတော့လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိကြောင်းသိရပါတယ်စစ်ခွေးတွေထိခိုက်ဒိဆုံးမှုရှိရဲ့အရေးအတွက်ကိုအတည်မပြုနိုင်သေးဘူး40မမနေပြတာတင်းမောနာကြတယ်တင်းမောကမိကိုတော့ထွက်သွားတာတွေ့ရတယ်လို့ကျွန်းစုမျိုးနယ်ပြည်သူ့ကာကွယ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြော 话哩。 ဆက်လက်ပြီးရခိုင်ပြည်နယ်မှာတကြံကာလအတွင်းလူစုလူဝေးမပြုံလုံကြဖို့အရခတ်တတော်အင်းအသိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာတကြံကာလအတွင်းလူစုလူဝေးနဲ့တကြံမလုံးကြဖို့အချက်ပါဝင်နေတကြံကာလလိုက်နာမယ့်စည်းကမ်းချက်တွေကိုအရခတ်တတော်အင်းကရခိုင်ပြည်သူတွေကိုအသိပေးထုတ်ပြန်လိုက်ကြောင်းသိရပါတယ်။အဆိုပါလိုက်နာမယ့်စည်းကမ်းချက်တွေကိုအရခတ်တတော်အင်းစင်ယုံချုပ်ကရခိုင်ပြည်သူတွေကိုတိုင်းရိုက်အသိပေးထုတ်ပြန်ထားတာမဟုတ်ဘဲသက်ဆိုင်ရာမြို့နယ်လိုက်တာဝန်ရှိသူတွေထံအေးစင်ယုံချုပ်ကညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပါတယ်။ မြို့နယ်လိုက်အာရခတက်တော်အုပ်ချုပ်ရေးဖွဲ့ရင်းကတဆင်ရခိုင်ပြည်သူတွေကိုထက်စစ်ညွန်ကြားအသိပေးထုတ်ပြန်ထားခြင်းဖြစ်ကြောင်းအာရခတက်တော်အင်းရဲ့တကြံကာလအတွင်းပြည်သူများလိုက်နာရမယ့်အချက်တွေမှာလူစုလူဝေးနဲ့တကြံမန်းတပ်ပြုလုပ်ရှိကစားခြင်းမပြုလုပ်ရလူများပြားစီးနေပြီးကားနဲ့လှည့်ပတ်ခြင်းမလုပ်ရတရွာနဲ့တရွာကားများနဲ့ကားခုံခြင်းများမပြုလုပ်ရတို့ပါဝင်ကြောင်းသိရပါရယ် ။ဒါအပြင်ဘုံကြီးကြောင့်များမှာဥပုပ်တီလာစောက်တင်ခြင်းများမပြုလို့ရ။အလူအတန်းပွဲတော်များကျင်းပခြင်းများမပြုလို့ရ။လူစုလူဝေးဖြစ်တဲ့တချင်းစုပွဲများမပြုလို့ရ။မြို့ရွာများထဲမှာစားပေါက်နဲ့ဖွင့်လှစ်ပြီးစုစုညံ့ညံ့မပြုလို့ရစတဲ့အချက်တွေပါဝင်ကြောင်းသိရပါရယ်။ရခိုင်ပြည်နယ်မှာတကြံကာလကိုလုံလုံကျုံကျုံပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လပ်စွာကျင်းပခွင့်မရရှိတာက2018-2019ခုနှစ်ကရဖြစ်ပြီးအဖြစ်သဘောကျင်းပမှုတွေနဲ့တကြံကာလကိုဖျက်ဆီးနေကြောင်းသိရပါရယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ငလင်တင်ဒေတာအတွင်းမိုးရွာပြီးပြည်သူများအခက်တွေ့တဲ့ကြောင့်တင်ဆက်ပေးပါမယ်။ငလင်ကျောင်းအနည်းနဲ့ဆိုင်နေနေတဲ့ကြံ့ခိုင်မကောင်းတဲ့အိမ်နဲ့အဆောင်တွေပြိုကျနိုင်ကြောင်းမြင်းငလင်ပညာရှင်တွေကတတိပေးထားပါရယ်။ငလင်ကြီးကျောင်းဘေးတင်သူတင်းချီပြီးလမ်းပေါ်အိတ်ဆက်နေရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတွင်ဧပြီလ9ရက်ည8:00နာရီကစပြီးမိုးရွာသွန်းနေပြီးလေပြင်းတိုက်ခိုက်နေပါရယ်။မန္တလေးအမရပူရစကိုင်းကျောက်ဆင်းမြစ်သားမျိုးတို့မှာ မိုးနဲ့လေပြင်းပေးပါကြုံတွေ့နေရတာဖြစ်ပါတယ်။မိုးရောလေပါကျန်းနေလမ်းပေါ်ကနေတဲအိမ်ကြီးတွေပြေးဝင်နေရတယ်။ တချို့နေရာတွေမှာတော့မိုးတိမ်နေပြီးရွာတဲ့နေရာတွေမှာရွာတော့လူတွေတော်တော်ဒုက္ခရောက်တယ်လို့မန္တလေးမြို့ကတောင်းကပြောပါရယ်အထက်ပါမြို့ကန်တွေကမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြီးတံကိုစိုးရွားစွာကြုံတွေ့ခဲ့ရပြီးဒေသခံတွေကအဆောက်အအုံနဲ့လွတ်ကင်းတဲ့လမ်းဖိနေရာတွေမှာကိုလိုအိပ်စက်နေရတာဖြစ်ပါရယ်အမိုးကအောင်မရှိတဲ့သူတွေကမိုးရွာတဲ့အတွက်ဒုက္ခကြုံတွေ့နေရပြီးရှာဖွေကေဆိုင်လုကန်ပြင်းနေသူတွေလည်းအခက်အခဲတွေ့နေရပါရယ်အေဘီလာ၄ရက်ငါနဲ့ထောင်ရက်တွေမှာပင်ကလာပင်လယ်အော်မှာလေပြင်းနဲ့ရေဝုန်းဖြစ်နိုင်ပြီးအချိန်ခါမဟုတ်မှုရွာနိုင်ကြောင်းမြို့သားညီညွတ်ရေးအစိုးရအလူသားချင်းစာ နာထောက်ထားရေးနဲ့ဘီယက်နီရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။မိုးတီးထန်စွာရွာတော်မှာကမြေငလင်ကြောင့်အပ်နေတဲ့အတွေ့မိုင်းထိခိုင်နိုင်ပြီးကြမ်းခိုင်မှုမကောင်းတဲ့အဆောက်အအုံများပြိုကျနိုင်ကြောင်းမြေငလင်ပညာရှင်တွေကသတိပေးထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။